ဟုတ်ကဲ့မောဇာဒူရီတီဗီ channel ကိုကြည့်ရှုနေကြတဲ့ဒူရီတီဗီဝါသနာရှင်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်မြန်မာပြန်တော့တာတက်ပြပြီးမယ်ဗျာเนาะကြိုက်တော့လဲထိုးပေါ့ဗျာเนาะဝါငိဖြစ်သုံးမယ်ဆိုလဲသုံးပေါ့ညီလေးရတော့ဗျာ မြင်တာလေးတွေ့တာလေးတွေပေါ့ကျွန်တော်တွက်ပြပေးမှာပေါ့ဗျာဒီမှာကြီးဆိုရင်ဗျာနော်ပါဝါလေးချိန်နေနောက်နေ့ကျမှလာထွက်တယ်နောက်နေ့ကျမှကိုယ်တွေဆိုရင်လည်းရရအောင်မပါဝါချိန်ထွက်တယ်နောက်နေ့ကျမှ40အမိန်ပေးခဲ့အဲ့တုန်းက40နောက်နေ့မှလာထွက်တယ်ဗျာကိုယ်အဲ့ဒီမှာမထွက်လာပဲအဲ့ဒီလိုလေးကျွန်တော်ဖြစ်မှဆိုးတယ်နော်ဒီကြောင့်မို့ဒီနေ့ကျွန်တော်ပြီးတဲ့ကဏ္ဍနှစ်ပတ်ကို ပါဝါလေးတွေနှစ်သက်လေးတွေနဲ့ခံထိုးရင်ထိုးပေါ့ဗျာเนาะဝန်ကြီးဖြစ်သုံးမဲ့သူတွေသုံးပေါ့ကျွန်တော်အတွေ့အကြုံလေးတွေကိုကျွန်တော်ချက်တာပြီးမယ်เนาะကဲအားလုံးညောတွန်းကြီးတွက်ပြမယ်ဗျာတွန်းကြီးကဘယ်လိုလားဆိုရင်တွန်းကြီးနှစ်နီးပေါ့ဗျာเนาะတွန်းကြီးနှစ်နီးကိုเนาะအလွယ်နီးနီးနဲ့เนาะသွားမယ်ဗျာเนาะတိတ်မချုပ်တော့ဘူး တွန်းနေနေပထမနေ့ကဘယ်လိုလာလဲဆိုတော့ဒီနှလုံးပေါင်းကြီးညီ6ဟုတ်တယ်နော်ကိုနဲ့ခွန်နှလုံးပေါင်းကြီးညီ6 6နှစ်ခက်ပြီးနှလုံးပေါင်း6ဆိုပြီးသူပြန်ရိုက်တယ်နော်ဖြည့်စီလိုင်းပေါ့ဗျာဒီအောက်မှာလည်းအတိုင်းပဲနှလုံးပေါင်းကြီးညီ4တဲ့4နှစ်ခက်ပြီးနှလုံးပေါင်း2ဆိုပြီးသူပြန်ရိုက်တယ် မလက်ဖြံမှာသူပေးခဲ့မယ်ဆိုရင်ပေါ့ဗျာချခဲ့မယ်ဆိုရင်ဒီမှာနှလုံးမောင်းကြီးညီလေးတဲ့နှလုံးမောင်းကြီးညီလေးဖြစ်တဲ့အတွက်ကြောင့်မလေးနဲ့ခက်ဒီလူမျိုးသူနှလုံးပေါင်းနှစ်ရိုက်မယ်ဆိုရင်တစ်ထိတ်စီတစ်ချက်နော်တစ်ထိတ်စီတစ်ချက်ကြည့်ကျွန်တော်တို့တစ်ထိတ်စီရပြီပေါ့ဗျာတစ်ထိတ်စီပေါ့ အပိတ်ကဘယ်လိုလာလဲဆိုရင်ねကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းဒီ6နော်ဒီနှလုံးပေါင်းခြင်းဒီ6 6နှက်ခက်ဒီနှလုံးပေါင်း9ဒီလိုနှလုံးပေါင်း9ဖြစ်တဲ့အတွက်ကြောင့်မို့အပိတ်လိုင်းဒီ9နှက်ခက်ဒီ3လုံးပေါင်း6ဆိုပြီးပြန်ရိုက်တယ်နော်ဒီရိုက်ပြီးပြန်ရိုက်တာပေါ့ဗျာနောက်တခါနှလုံးပေါင်းခြင်းဒီကလေးတဲ့ ဒီလေးနာလည်းလေးနက်ကတ်ဒီကိုနှလုံးပေါင်းနှိမ့်ဖြစ်တယ်ပဲဒီလိုနှလုံးပေါင်းနှိမ့်ဖြစ်တဲ့တော်ရံမှုနှိမ့်နက်ကတ်ဒီသုံးလုံးပေါင်းချင်းဒီလေးဆိုပြီးအပိတ်လိုက်ကိုပြန်ထည့်တယ်တဲ့နော်ပြီးချိတ်ပြန်ထည့်တာပေါ့ဗျာမနက်ပြန်မှာကျွန်တော်တို့ကတစ်ထိတ်ကြီးဆိုပြီးတော့ရိုက်ထားယူတာပြီးနှလုံးပေါင်းချင်းဒီလေးလေးနက်ကတ်ဒီနှလုံးပေါင်းနှိမ့်ဆိုပြီးတော့ကျွန်တော်တို့ထည့်ထားမှာပြီးနော်ဒီလိုနှလုံးပေါင်းနှိမ့်ဖြစ်တဲ့တော်ရံမှုဒီလိုသုံးလုံးပေါင်းချင်းဒီနှိမ့်နက်ကတ်ဒီလေးပြန်ဖြည့်ရမယ်ဆိုရင်ကျွန်တော်ရှေ့အပိတ်ပေါ့ဗျာနော် ရှေ့ပိမှုတိရှိတဲ့ဘက်အဲ့ဒီမှာပါဝါလေးတွေနက်ခလေးတွေခံထိုးရင်လည်းဆိုလဲခံထိုးပေါ့ဗျာနော်ဟိုတတုံးလို့နော်တတုံးလို့တိရှိရှိတဲ့ဆိုတော့ဒါပါဝါနက်ခပြီးသွားပြီနော်ဟိုဒီအဲဒီနေရာမှာ6ထည့်ပြီးတော့6ရှေ့လို့ပါလို့လည်းဒူလာနိုင်တာပေါ့ဗျာနော်6ရှေ့လို့တတုံးလို့နော်အမျိုးလေးလာနိုင်တာပေါ့ 63လို့အမျိုးကြီးလာနိုင်တာပေါ့နော်အဲ့ဒါလေးလေးကိုကွက်ကူပါဝါလေးကြီးချိန်ထိုးပေါ့ကျွန်တော်တော့မချိန်ပြလိုက်တော့ဘူးအဲ့ဒါတကွက်အတွက်နီးနေပေါ့ဗျာနှလုံးပေါင်းချင်းဒီ6 6နှစ်ခရီးနှလုံးပေါင်းကူဒီလိုနှလုံးပေါင်းကူဖြစ်တဲ့အတွက်တိုင်းရောက်ဘူး9နှစ်ခရီး3နှလုံးပေါင်း6နှလုံးပေါင်းချင်းဒီ4 4နှစ်ခရီးဒီလိုနှလုံးပေါင်း2ဒီနှလုံးပေါင်းနှစ်ဖြစ်တဲ့တို့တော့ကြောင့်မို့နှစ်နှစ်ခက်ပြီးသုံးလုံးပေါင်း၄เนาะဒီလိုမျိုးပေါ့တော့ကမနှလုံးပေါင်း၄ရာ၄နှစ်ခက်ပြီးနှလုံးပေါင်း၂ဆိုပြီးတော့ကျွန်တော်ယူထားပြီးတိတ်ထိတ်ကြည့် ဒီလိုနှလုံးပေါင်း2ဆိုတော့နှစ်ခါဒီတော့လုံးပေါင်း4ကိုပြန်ဖြစ်ပေးရမယ်ဆိုရင်ဒီမှာနှလုံးပေါင်းက6ဖြစ်နေတယ်4ပြောင်းဆိုတော့8ပဲတိရှိတကွာเนาะကဲတိရှိတကွာတော့ရပြီပေါ့ဗျာကဲနောက်တစ်တွက်နီးတစ်ခုကဘယ်လိုလာလဲဆိုရင်နောက်တစ်တွက်နီးကဒီလိုဒီမျိုးလာမလားပေါ့ဗျာဒီမျိုးတိရှိမျိုးဒီမျိုးမပြီးမင်းနဲ့ပေါ့ဗျာဒီမျိုးတူလာမလားပေါ့ဗျာသုံးလုံးပေါင်းချင်းဒီ8 နော်တော်လုံးမောင်ကြီးရှစ်တစ်ချက်ရိုက်တယ်ဒီမှာလဲတော်လုံးမောင်ကြီးနေရှစ်တစ်ချက်ရိုက်တယ်ရှစ်နှစ်ချက်ရိုက်ပါပြီတော်လုံးမောင်ကြီးနေရှစ်ဆိုပြီးတော့သူရှစ်သုံးချက်ရိုက်မှာလားဗောညာရှစ်သုံးချက်ရိုက်မှာဆိုရင်ဒီမှာပုံမှန်နှလုံးမောင်ကသုံးဖြစ်နေတယ်ဆိုတော့ကျွန်တော်၅ထိပ်စီနော်တကယ်လို့ရှစ်သုံးချက်ဒီချခဲ့မယ်ဆိုရင်ဟိုဗျာဒီမှာလောမသူ၄သုံးချက်ရိုက်ရတာပဲတစ်ချက်နှစ်ချက်သုံးချက်ဆိုရိုက်ခဲ့ရတာပဲအဲ့၄သုံးချက်ကကျွန်တော်တွန်းရှာပေးမယ်နော် တဏိစာပဲမယ်ဒီဟာအထောက်လေးတော့လုံးထားတာကြားထားတာပေါ့ဗျာသုံးလုံးပေါင်းခြင်းဒီရှိသုံးလုံးပေါင်းခြင်းဒီရှိဒီသုံးလုံးပေါင်းခြင်းဒီသူရှိရိုက်မယ်ဆိုရင်ငါထိုက်သုံးလုံးပေါင်းခြင်းဒီရှိရိုက်တော့ဒီသုံးလုံးပေါင်းခြင်းဒီ6ဖြစ်တယ်6ဖြစ်တော့6နှစ်ခက်ဒီသုံးလုံးပေါင်း9သူတင်ရိုက်ဒီမှာလည်းအဲ့တိုင်းပဲသုံးလုံးပေါင်းခြင်းဒီရှိရိုက်တယ်သုံးလုံးပေါင်းခြင်းဒီရှိရိုက်တော့ဒီသုံးလုံးပေါင်းခြင်းဒီ9ဖြစ်သွားတယ် sorry ဒီသုံးလုံးပေါင်းခြင်းဒီ9ဖြစ်သွားတယ် ကိုနှစ်ခက်ဒီသုံးလုံးပေါင်း6ပြန်ရိုက်တယ်ဒီမှာလည်းအတိုင်းပဲသုံးလုံးပေါင်းကြီးဒီရှေ့ရိုက်မယ်ဆိုရင်9ထိပ်ဒီနှလုံးပေါင်းကြီးက6ဖြစ်သွားတယ်ဆိုတော့ကြောင့်မို့လို့6နှစ်ခက်ဒီသုံးလုံးပေါင်း9ဖြစ်မယ်ဆိုရင်3အပိတ်53တကွာနှစ်ခက်ဒီကြီးပဲညကျွန်တော်ပြီးရကနာနှစ်ခက်ဒီကြီးပဲ53တကွာအင်း53လေပါဝါလေးတွေပါလေးတွေခံထိုးမယ်ဆိုလည်းခံထိုးပေါ့ဗျာเนาะနှစ်ခက်ကတော့ဒီမှာပါပြီးဖြစ်ပြီးဆိုတော့3ည3လို့เนาะ ပုံညာရှိတို့ပေါ့အဲမျိုးလေးတွေခံထိုးရင်ထိုးကြပေါ့ဗျာကျွန်တော်တို့ဒီနောက်ဘက်ကိုပဲရေးပြလိုက်မှာပေါ့ဗျာเนาะသုံးလုံးပေါင်းချင်းဒီရှစ်တစ်ချက်သုံးလုံးပေါင်းချင်းရှစ်နှစ်ချက်သုံးလုံးပေါင်းချင်းဒီရှစ်သုံးချက်ရိုက်နေမယ်လို့ငါထိတ်သုံးလုံးပေါင်းချင်းဒီရှစ်ရိုက်တဲ့အတွက်ရံမှုဒီနှလုံးပေါင်းချင်းဒီ6 6နှစ်ခက်ဒီသုံးလုံးပေါင်းချင်းဒီ9ဒီမှာလည်းသုံးလုံးပေါင်းချင်းဒီရှစ်ရိုက်တယ်ရှစ်ရိုက်တော့တရားမှုဒီနှလုံးပေါင်းချင်းဒီ9ဖြစ်တယ်9နှစ်ခက်ဒီသုံးလုံးပေါင်းချင်းဒီ6ဟုတ်လား ဒီမှာတဲ့သူပေးခဲ့မယ်ဆိုရင်သုံးလုံးပေါင်းချင်းဒီ၈ပေးခဲ့မယ်ဆိုရင်၅ထိပ်နှလုံးပေါင်းချင်းဒီ၆ဖြစ်တယ်၆ရက်ခါဒီသုံးလုံးပေါင်း၉ဖြစ်ဖို့သူ၃ပိတ်နော်53တကွအဲ့ဒီမှာ main ကိုကျွန်တော်ရွေးပေးမယ်ဆိုရင်ဘာလို့ရွေးမယ်ဆိုရင်ကျွန်တော်တစ်ရှိကိုကျွန်တော် main ရွေးပေးလိုက်မယ်ဒီကောင်ကလည်းသူ main ပေါ့ဗျာဘာကြောင့်သူ main နဲ့တစ်ရှိကို main ပေးရတယ်ဆိုတော့သူကဒီမှာနှလုံးပေါင်းချင်းဒီတစ် တစ်နှစ်ခတ်ဒီသုံးလုံးပေါင်းရှစ်ဒီမှာနှလုံးပေါင်းကြီးညစ်တစ်နှစ်ခတ်ဒီသုံးလုံးပေါင်းကြီးညစ်ထိတ်ကြီးလိုင်းပေါ့ဗျာဒီမှာနှလုံးပေါင်းကြီးညစ်နှစ်နှစ်ခတ်ဒီသုံးလုံးပေါင်း၄ဖြစ်မယ်ဆိုရင်ဒီမှာ၃ရက်နှလုံးပေါင်းက၃ဖြစ်နေတယ်၃ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့၄ဖြစ်အောင်တစ်ထိတ်တစ်ဖြစ်တဲ့အတွက်ကြောင့်နှလုံးပေါင်းကြီးညစ်နှစ်နှစ်ခတ်ဒီသုံးလုံးပေါင်း၄ဆိုပြီးတော့ကျွန်တော်ကအဲဒါကြောင့်မို့တစ်ရှိကိုကျွန်တော်မင်းပေးတာပေါ့ဗျာနော်တစ်ရှိကိုမင်းပေးတယ် ကြက်ရှိကိုမိမိတယ်ငါးသုံးကတော့တူမိနော်အဲ့ပါပါလေးတွေခံထိုးရင်ခံထိုးရပါဗျာနော်တခါတည်းပါပါခံပေးရတာကောင်းပါလေဗျာနော်တစ်သုံး68 38 58เนาะဒါကြီးဒါအရန်လေးပြီးပေါ့ဗျာเนาะ ီရန်လေးတွေရတယ်ထွက်တတ်တယ်တမလုံနဲ့နော်ဒီလိုပါတယ်အဆွေလေးတွေနဲ့ကဲနောက်ပါပဲဗျာကဲအားလုံးကြိုက်ပါတယ်ထိုးပေါ့ဗျာဝိုင်းချင်းချင်းသုံးမယ်ဆိုရင်သုံးပေါ့ခုမှလုံးမိုင်းရှိမယ်ဆိုရင်တက်ကြစားပေါ့ဗျာအားလုံးကုလပါဗျာအသက်ရှူတိုင်းဝင်ကြပါစေ